မာပြည်ရတဲ့80အရာကန်တို့လောက်လှူထားတာဒီဆိုတော့တာကြီးပါယရနာတွေရောတော့ကြောင်းအဆောက်အဦနဲ့ပတ်သက်တဲ့အစ်တေဘာတွေတခြားတွေအဲ့ဒါကြောင့်မြန်မာအလူရှင်ထူးပြတဲ့နေအခုလဲဒီမနိုင်ငံတချောင်းပိုင်ဆရာတော်ဦးအာစိန်နာဒီလိုလိုသွားတော့ရဆရာတော်ဆွဲတိုက်တာဝန်ခံဘုန်းကြီးတို့တချောင်းကန်ရတယ်ဆိုတော့အဖို့လဲအဲ့ရအဲ့ဒီဆွဲတော်ကိုဖူးပြီးတကာအနုဒါနာကိုပတ်ပြီးတော့ဖျားဖူးတော့ဗျာမဟာစီဘောင်စီတီတို့အစာကြီးတွေစီတီတွေပြန်ဖူး ဥပိရကပြန်လာနှစ်လားလောက်ကြာတယ်လို့လည်းပြောတယ်အဲလောက်ကြာတဲ့အခါကျတော့အရှင်ဘုရားတို့ဒီဒီဟောကဘုန်းကြီးတွေကိုပြောတယ်တပိတော့အဲ့ဆွဲတော်လက်နဲ့ဝင်ပြီးမပင့်တော့ဘူးဗျာနော်အဋိဌံဘယ်ဆွဲတော်ကြာကြာရှင်ဘုရားတို့ခွင့်ပြုမလားဆိုတော့ဥပ္ပိုလ်ဝန်ဆရာတော်ပြေကြီးအဋိဌံနဲ့ပင့်တယ်တယ်ပင့်တဲ့အခါကျတော့ဆွဲတော်အစ်စ်ကကြွလာတယ်လို့လည်းယူဆကြပါတယ်ပြီးဥပ္ပိုလ်ဝန်ဆွဲတော်လည်းပြပါဆွဲတော်အစ်စ်ကကြွလာတယ်ပေါ့အဲဒါကြောင့်အဲ့မှာအနီးကတော့ကြောက်အစာအသုံးသိနေတဲ့ ဒီသီးလင်ကကဆွေတော်တိုက်ဆောင်သီးလင်ကကလာကြီးပေါ့ဗျာ။ तू ကတော့မြန်မာပြည်ကြီးလိုက်လာတယ်။အခုသူ့အုပ်ကအဲ့ဒီတကယ်တော့အုပ်ဖို့မှာရှိပါတယ်။ဆွေတော်တိုက်ရှိတဲ့ယူပါမှာပေါ့။အဲ့ဒီလူကြီးကတော့ဒါမြန်မာပြည်ကြီးမှာပဲဆွေတော်ရှိတဲ့နေရာမှာပဲသူလိုက်လာပြီးတော့ဒီမှာပဲသူသေးသွားတယ်ပေါ့။ဆွေတော်အုပ်ဖို့လက်ပံဆွေတော်ကအစ်စ်လားမဟုတ်ဘူးလားတော့ဒီတော့ဆုံးဖြတ်ချက်တော့မပေးနိုင်ဘူးပေါ့ဗျာ။ဆရာတော်ဦးအသိန်းကတော့နှစ်တိုင်းတူလာလာဖူးတယ်ဗျာ။အုပ်ဖို့လက်ပံဆွေတော်ကသူကဒီတပိုင်းအကြောင်းအရာသူကပို့ပြီးတော့ကြီးညိုသလိုပေါ့။ဆရာတော်ဦးအသိန်းကဒီမှာဒီတော့ဓာတ်တော်အစ်စ်လည်းဖူးခဲ့ရတယ်။ ဒီတော့တို့ဒီနေ့မြန်မာပြည်မှာတဲလုံးထားတာလားကြောက်လုံးထားတာလားဆိုတာမျိုးမဟုတ်ဘူးတက်တော်စစ်ရဲ့သဘောတော်တော်ထူးခြားပါတယ်တော်တော်လေးသိတာတင်ရှားတဲ့လက္ခဏာတွေ့ရတယ်စံချိုးအရွယ်တက်တော်နှစ်စုပေါ့ဗျအဲဒီတော့ကြာကြာနာဖူးခဲ့ရပါတယ်နေ့ကဟိုဆွဲတော်လို့ပြောကြပါတယ်ဗျာဒါဒီပြီးတော့တော့အန်တော်လို့ပဲယူဆပါတယ်ခုနအမြင့်ကိုပဲကြည်မလားပေါ့ခုနဆွဲတော်နဲ့ပုံစံတူလားဗျဆွဲတော်လေးသူဆိုတာအတူတူပဲဖြစ်ရမယ်အရွယ်သားပမာဏအတိုင်းတော်ဟာအတူတူဖြစ်ရပုံစံလည်းတူအောင်ဒါအန်တော်သုံးဖို့သွားတော့ဟိုဘက်က အပေါ်မှာတပြီးတော့တခုတင်ထားတာရှိတယ်အဲ့ဒါကတော့အန်ဒော်လို့ပဲတပြီးတော့အတိအကျယူရှင်ပါတယ်ဒါတရုတ်ပြည်မှာရှိတယ်ဒါအန်ဒော်ကြောင်းဖြာအန်ဒော်ထားတဲ့ကြောင်းဒါလူတို့ကဆွဲတော်လို့ပြောတယ်ဒီနေ့မြန်မာပြည်ကိုကြွကြွလာတဲ့တရုတ်ပြည်ကဆွဲတော်ဆိုရလဲဒါပဲအန်ဒော်ထားလက်ထက်ကဥတီဘာမင်းကြီးလက်ထက်မှာအန်ဒော်ထားသွားပင်နေဆိုရလဲဒီ ဆွဲတော်လို့ဆိုရဲဒီတော့အန်တော်ပေါ့ဒါကြောင့်ဗုဒ္ဓအန်တော်သမိုင်းဆိုပြီးတော့ဒီမှာစာအုပ်ရှိပါတယ်တန်ပတ်ကြီးတယောက်ရေးထားတာပေါ့အန်တော်တွေသွားတော်တွေအဲကြောင့်ဒီတော့အတ္တပိဏအနေနဲ့ရှင်များတို့အခွန်းနှစ်စုပဲရှိတယ်လို့ညင်းလို့မရမနေ့ကဒီတော့ပြောပြီးတယ်တီဟိုမှာပါလေမထေမြတ်ကြီးတစ်ပါးက မြတ်စွာဘုရားရှင်ရဲ့ဒီဓာတ်တော်တွေမွေခင်မြတ်စွာဘုရားရှင်ရဲ့လယ်ရိုးတော်သွားပြီးတော့ပင့်လာတယ်ဟုတ်လားလယ်ရိုးတော်မနေ့ကပူဇော်ခဲ့တဲ့စေတီမတွေ့ဘူးလားဗျာအဲ့ဒါကြောင့်တပည့်တော်တွေသွားတော်တွေအားလုံးကလည်းကျွမ်းကျင်တဲ့ထဲမှာပါကောင်းပါနိုင်တယ်ဗောနောက်တစ်ခါတပည့်တော်တို့အာသံမိန်းသားမှာရေးကြည့်ရင်သင်ချစ်တော် ညရွတော်နှစုနဲ့ဆွဲတော်လေးသူလို့ပြောတဲ့အဲ့ဆိုအုံနှလုံးရောမပါဘူးလားပေါ့နာလာတတာတုဝင်ကြတော့အုံနှလုံးတော်ကိုထာဝနာထားတဲ့ကြံတကြံရှိပါတယ်ဒီလိုဒီမှာအဲ့ကြံရှင်များတို့ ebook နဲ့တည်းပေးလို့ရပါတယ်အုံနှလုံးတော်ပူဇော်ထားတဲ့ကြံအုံနှလုံးတော်ဆိုဒီမှွေးရှင်ပေါ့ဆွဲလို့ဆန့်လဲ2000ကရှီလီယာတွင်စိန်နာနဲ့အတွင်း ငွေနှမ်းကြီးအမြင်ကဲ့သို့ဖြူစင်ဝဲတဲ့လက်ရရဲ့ခွေယုံစင်ကြဲဝဲအနေလုံးအုံနှလုံးကောမွေးရှင်တော်တဲ့လွန်ထွမြက်ကြီးရဲ့တော်ပါတဲ့ကောင်းတယ်လေဒီဘန်နီစာဆရာကြီးရေးထားတာရှိပါတယ်အဲ့တော့အန်ဒေါ်လာဆွေဒေါ်လာဆိုရင်တပည့်တော်ကအန်ဒေါ်ပါဆိုတဲ့ဟာကိုတပည့်တော်ကတရုတ်တရုတ်ပြည်ဟာကိုအန်ဒေါ်နောက်ဒီဘက်ကဟာကိုလည်းအန်ဒေါ်တော့မဟုတ်သွားတော့ဖြစ်ပါလိမ့်မယ်ဆိုတဲ့ဟာကိုရှင်များတို့မှအမြင့်နဲ့တကွာတင်ချက်ကြည့်လို့ရပါတယ်ဒီ